အမျိုးသမီးတူကပန်အိုရဲမှာရွှေရောင်မျိုးစေ့တစ်စီးကိုစိုက်ခဲ့ပါတယ်။အောင်စရာကောင်းတာကမြေကြီးဖုံးအောင်လိုက်တာနဲ့မျိုးစေ့ကအမြန်မြစ်တွေပြီးပန်းရောင်ပန်းဖူးလေးတစ်ပွင့်ထွက်လာခဲ့ပါတယ်။အထဲမှာလှပါတဲ့လက်မအရွယ်မင်းကလေးတယောက်ထိုင်နေခဲ့ပါတယ်။အရွယ်က3စင်တီမီတာသာရှိပေမယ့်အမျိုးသမီးကသူ့ကိုယ်တော်ကိုသားသမီးလိုသဘောထားပြီးနေတိုင်းကယူတစိုက်ပြုစုဆောင်ရှောက်ခဲ့ပါတယ်။တခိုးရီစိတ်ဝင်စားမှဆိုလို့စပွဲတတိလေးပေါ်မှာပျော်ရှင်စွာနေစီခဲ့ပါတယ်။ ဒါပေမဲ့ဒီနေ့မှာတော့ဖားမတကောင်ကအိမ်ထဲကိုခိုးဝင်ပြီးအိပ်ပျော်နေတဲ့လမအရွယ်မိန်ကလေးကိုခိုးယူသွားခဲ့ပါတယ်။အဲဒီကစားပြီးလမအရွယ်မိန်ကလေးရဲ့ဘဝလမ်းကြောင်းဟာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။အိယာကနိုးလာတဲ့အခါပတ်ဝန်းကျင်မှာမရင်းနှီးတဲ့ရေကန်တစ်ခုကိုတွေ့လိုက်ရတယ်။ကျောင်းလန်တကြားနဲ့ဘာလို့ရမှန်းမသိဖြစ်နေတော့ရုတ်တရက်ဖားကြီးတကောင်နဲ့ဖားငယ်တကောင်ကခုန်တက်လာပါတယ်။တကယ်တော့ဖားမကြီးကလမအရွယ်မိန်ကလေးကိုသူ့သားနဲ့လက်ထပ်ပေးဖို့ခိုးယူလာခဲ့တာဖြစ်တယ်။ဒါပေမဲ့လမအရွယ်မိန်ကလေးကစိတ်ထဲကနေလုံးဝသဘောမတူခဲ့ပါဘူး။ ။ဘာလို့လဲဆိုတော့ဒီလိုအတင်းကျပ်လက်ထပ်ထိမ်းများတာကိုသူမမလိုချင်ခဲ့ပါဘူး။ရုပ်ဆိုးတဲ့ဖားနေဆိုရင်ချောမောတဲ့ပူနံမင်သားလေးနဲ့ပို့ပြီးသဘောကျပုံရရတယ်။နောက်ဆုံးတော့နှုတ်ဦးနှစ်ဖက်ဆွဲဆန်းတိုက်ခိုက်ပြီးနောက်ပူနံမင်သားလေးဟာလက်မရွယ်မင်းကလေးကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မကောင်းတဲ့ရွယ်ချက်ရှိတဲ့သူကတရားဝင်အချက်စကားမပြောခင်မှာပဲ။တာမွေးထူတဲ့ပိုးကောင်တကောင်ကလမရွယ်မင်းကလေးရဲ့အလှကိုသဘောကျပြီးတော့သူ့ကိုပြန်လူသွားခဲ့ပါရယ် ။နေပြတွေပြန်တန်းနေတဲ့ပန်ကင်တွေမှာပိုးကောင်ကလက်မရွယ်မင်းကလေးကိုလက်ထက်ခွင်းပန်မို့ကြံရွယ်ခဲ့ပါရယ်။ဒါပေမဲ့အလားပါဆိုင်ရာခံယူချက်မတူညီတာကြောင့်သူ့ရဲ့လောက်ရကသူ့ဆွေမျိုးတငယ်ချင်းတွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ရပါရယ်။သူကရိုးဆိုးတဲ့မိမကိုဇနီးအဖြစ်ရှာခဲ့တယ်လို့ပြောခဲ့ကြတယ်။နောက်ဆုံးတော့မတက်တာပဲပြစ်ပယ်ခံရတဲ့လမအွေမင်းကလေးဟာတိတ်ဆိတ်တဲ့တောအုပ်ထဲမှာလှဲ့လေသွားလာရင်ねဘွားကိုဖျက်ဆီးခဲ့ရပါတယ် ပြင်းကြီးလာတဲ့အခါအရွက်အောင်မှာကျိုးပကတ်လေးတစ်ခုစောက်ပြီးတော့အိယာဖြစ်နေခဲ့ပါတယ်။ဗိုက်စာလာတဲ့အခါပြားတွေလိုပြားရည်ဆူဆောင်းပြီးတော့ရေစာလာတဲ့အခါငှက်ကလေးတွေနဲ့အတူစီးနင်းတောက်ခဲ့ပါတယ်။တက်တောင်တတရှိတဲ့ဘဝကငြိမ်းချမ်းပြီးလွတ်လပ်ခဲ့ပါတယ်။သို့တော်လည်းမမျော်လင့်တဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့ပါတယ်။အကြခင်မှာစောင်းရာသီရောက်လာပြီးမိုးသည်ထန်စွာရာသွန်းလာကြောင်းလမအွေမင်းကလေးဟာဒီယာယီနေထိုင်ရနေရာကနေထွက်ခွာခဲ့ရပါတယ် အပူချင်းတဖြည်းဖြည်းကျဆင်းလာတဲ့အခါသူမကခြောက်သွေးနေတဲ့လေကွင်းတစ်ခုကိုရောက်ရှိလာပြီးမြေပြင်ပေါ်မှာတတိမေးနေတဲ့စီကွက်ငယ်လေးတစ်ကောင်ကိုရုတ်တရက်တွေ့လိုက်ရတယ်။စီနင်းတံမခံရအောင်လမအရွယ်မင်းကလေးကအရွက်အနေငယ်ကိုဆောင်းလို့ဖုံးအုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုယ်သူတော့ဘယ်ကိုသွားရမှန်းမသိတော့ဘူး။လမရွယ်မင်းကလေးကအေးခဲပြီးဘာလို့ရမှန်းမသိဖြစ်နေတော့ဖော်ယူတဲ့မြည်ကျွတ်ဘွားကြီးကသူ့ကိုကျင်နာစွာနဲ့လက်ခံခဲ့ပါတယ်။သူမကအစာအသောက်အဝတ်အထည်နေထိုင်စရာနေရာတွေပေးရုံသာမကကြိုတင်ပြီးတော့လေလက်ထပ်ဖို့တင့်တော်တဲ့လူကိုလည်းရှာပေးခဲ့ပါတယ်။ ရောက်လာတဲ့သူကဝမ်းပိုက်ကြည့်ပြီးမှဲပန်ရှင်တူဖြစ်ပါတယ်။ငယ်စဉ်ကဆင်းရဲပြီးနောက်ပိုင်းရွှေထူးပေါ်ခြင်းဖြင့်ချမ်းသာလာတယ်လို့ဆိုကြတယ်။စိတ်ထဲကနေလုံးဝမလိုလာပေမယ့်မြေကျွတ်ဖွားကြီးရဲ့ကျေးဇူးကိုဆက်ဖို့အတွက်လမအရွယ်မင်းကလေးဟာနားထောင်ပြီးတော့မှဲပန်ရှင်ကိုကျင်နယ်အောင်ကကုန်ပြီးခဲ့ပါတယ်။နောက်ပိုင်းအတူနေထိုင်ရင်လည်းလမအရွယ်မင်းကလေးဟာချင်းတွေးချိန်မှာမကြာခဏထွက်ပြေးပြီးတနာစရာကောင်းတဲ့စည်းကွက်ငယ်လေးကိုအစာသွားပို့ပေးခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှသူတို့နှစ်ဦးအားခင်မင်ရင်နှီးမှုတွေပုံမနှက်ဆိုင်လာခဲ့ပါတယ်။ ဒါပေမဲ့ဒါကမျက်နှာကြည့်သူမဲ့ပိုင်ရှင်ကိုတော့မကျင်နှက်စေခဲ့ပါဘူး။လမရွယ်မင်းကလေးမဟုတ်မှန်တီတော့မြေကျဘွားကြီးကဒီလက်ထပ်ပွဲကိုအမြန်ဆုံးဖြစ်မြောက်အောင်လုပ်ပေးခြင်းခဲ့ပါတယ်။ဒါပေမဲ့လက်ဆောင်တွေယူပြီးကလေးကလမရွယ်မင်းကလေးကလုံးဝမလိုက်လျော့ခဲ့ပြီ။သူ့ဘဝရဲ့ပထမတဝက်ဟာမွေးဖွားကလေးကသူများတွေရဲ့ထုတ်ကန်မှုအောင်မှာပဲရှိခဲ့တာပါ။အခုတော့သူကသူ့ရဲ့အနာဂတ်ပျော်ရွှင်မှုအတွက်သူ့ကိုယ်ပိုင်ရွေးချယ်ခွင့်ကိုပဲလိုချင်နေတာပါ။ဒါနဲ့သူတို့နှစ်ယောက်မင်္ဂလာဝတ်ဆုံးရွေးနေတော့လမရွယ်မင်းကလေးကအိမ်ပြင်ကိုအမြန်ထွက်ပြေးသွားခဲ့ပါလေ။ သူကကောင်းကင်ကိုမြင်မားစွာကြည့်ပြီးဇီးကွက်ငယ်လေးရဲ့နာမည်ကိုကြေလောင်စွာအောက်ခေါ်ခဲ့ပါလေဇီးကွက်ငယ်လေးကကျမစွာဖြင့်ကောင်းကင်မှာပြန်တန်းနိုင်နေပြီကိုမြင်ရတဲ့အခါမှာတော့လမအရွယ်မင်းကလေးကသူ့ကိုလည်းဒီနေရာကနေခေါ်သွားဖို့တောင်းပန်ခဲ့ပါလေဒါနဲ့သူမကဇီးကွက်ငယ်လေးရဲ့နောက်ကျောပေါ်ကိုတက်သွားပြီးသူတို့နှစ်ဦးဟာဒီချုံနာမှုတွေပြည်နေတဲ့မြေကြီးပေါ်ကနေထွက်ပြေးခဲ့ကြတယ်ကျေပြန့်တဲ့ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီးဝေးလံတဲ့အရှိဘတ်ကန်ကိုဆက်လက်ပြန်တန်းခဲ့ကြပါလေပန်းပွင့်တွေပြည့်နှံ့နေတဲ့လှပတဲ့ကျုံလေးတစ်ကျုံကိုရောက်တဲ့အထိပဲဖြစ်ပါလေ လမရွယ်မင်းကလေးဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးပျော်ရွှင်မှုကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပါပြီ။သူ့ရဲ့အိမ်မက်ထဲကပူရီတာကတော့နဝိစာနိုင်ငံရဲ့မင်းသားလေးဖြစ်ပါတယ်။သူတို့နှစ်ဦးဟာပထမဦးဆုံးချိန်တွေ့ဆုံကလေးကချစ်ခင်ဆုံးမခဲ့ကြပြီးမကြခင်မှာပဲလက်ထပ်ခဲ့ကြပါတယ်။အဲဒီကစပြီးပန်းတွေကြားထဲမှာပျော်ရွှင်တဲ့လှုပ်ဝက်ဘဝကိုဖျက်ဆီးခဲ့ကြပါတယ်။